အားလုံးမင်္ဂလာပါခင်ဗျာမိတ်ဆွေတို့ကိုဒီဗီဒီယိုဖိုင်မှာပူတရာပြင်မျှဝေပေးနေတာကတော့ကားရဲ့အင်ဂျင်မှာအသုံးပြုတဲ့တိုင်ပင်ဗက်ကြိုးတွေပြတ်ထွက်သွားတဲ့အခါမှာနောက်ဆက်တွဲအနေနဲ့ကြုံတွေ့လာစေနိုင်တဲ့ဆိုးကျိုးတွေနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ကိုပူတရာပြင်မျှဝေပေးခြင်းပါတယ်ဒီဗီဒီယိုဖိုင်မှာဆိုရင်တော့ Toyota ရဲ့ 2KD FTV အင်ဂျင်မှာအသုံးပြုထားတဲ့တိုင်ပင်ဗက်ကြိုးကိုနမူနာပေးပြီးတော့မှမိတ်ဆွေတို့ကိုပူတရာပြင်မျှဝေပေးခြင်းပါတယ်တိုင်ပင်ဗက်ကြိုးတွေကိုဓာတ်ဆီအင်ဂျင်ပဲဖြစ်ဖြစ်ဒီဇယ်အင်ဂျင်ပဲဖြစ်ဖြစ်တွင်တွင်ကြဲကြဲအသုံးပြုကြပါတယ် တိုင်မင်ချိန်းနေရဆိုရင်စူညံတန်ကိုပို့ပြီးတော့ထွက်စီတယ်တိုင်မင်ဘက်ကျိုးတွေကတော့စူညံမှုကိုရှော့ချပြီးတဲ့ဘက်ကျိုးမျိုးစားတွေဖြစ်ပါတယ်ဒါပေမဲ့အားနေချက်အနေနဲ့ကတိုင်မင်ဘက်ကျိုးတွေကိုမလဲပန်းနဲ့တောက်လျှောက်ရေရှည်သုံးလို့ရှိရင်တိုင်မင်ဘက်ကျိုးတွေကသတ်မှတ်ထားတဲ့ကီလိုသတ်မှတ်ထားတဲ့တက်တန်းတွေမှာမလဲပန်းနဲ့ဒီတိုင်းသုံးတဲ့အခါမှာတိုင်မင်ဘက်ကျိုးတွေကပြတ်ထွက်နိုင်ပါတယ်တိုင်မင်ဘက်ကျိုးတွေပြတ်ထွက်သွားတဲ့အခါမှာနောက်ဆက်တွဲအနေနဲ့ဆိုးကျိုးတွေကအများကြီးပဲရှိပါတယ် ဘာကြောင့်လဲဆိုတော့တိုင်မင်ဘက်ကျိုးဆိုတာက crusher နဲ့ camshaft ကိုချိတ်ဆက်ပြီးတော့မှတိုင်မင်ကိုက်ချိတ်ဆက်ပြီးတော့မှလေပတ်စီတာဖြစ်တဲ့အတွက် crusher ကလေမယ်တကယ်လို့သာတိုင်မင်ဘက်ကျိုးပြတ်ထွက်သွားခဲ့မယ်ဆိုရင် camshaft ကမလေတော့ဘူး camshaft မလေတဲ့အခါမှာ inlet ဘားတွေအိတ်ဇောဘားတွေကပွင့်နေရဲ့အနေထားနဲ့ရှိနေမယ်ဆိုရင် piston အတက်ဆင်းလုပ်တဲ့အခါမှာ piston နဲ့ဘားတွေနဲ့ရိုက်ပြီးတော့မှ piston တွေပျက်စီးမယ်ဘားတွေလည်း ပျက်စီးစေနိုင်တယ်ပြောမယ်ဆိုရင်တော့အင်ဂျင်နဲ့ပတ်သက်ပြီးတော့ကြီးကြီးမားမားပျက်စီးတဲ့အဆင့်ထိဖြစ်စေနိုင်ပါတယ်။ဒါကြောင့်မဲတိုင်မင်ဘက်ကြိုးတွေကပုံမှန်စစ်ဆေးလဲလဲပေးရမယ်အစိပ်ပိုင်းတွေထဲမှာပါဝင်ပါတယ်။တိုင်မင်ဘက်ကြိုးတွေမကောင်းတဲ့အခါမှာဘလို့ပုံစံမျိုးလက္ခဏာတွေပြတက်လဲဆိုတော့ဒါကတော့မပြတ်ခင်အနေထားမှာပြတက်တဲ့လက္ခဏာလေးတွေကိုမျှဝေပေးကြတာပါ။ တိုင်ပင်ပကြိုးတွေကဒီလက္ခဏာပေါ့နော်ဖြည်းဖြည်းချင်းပြတ်ဖို့အတွက်တိုင်ပင်ပကြိုးတွေကမကောင်းတော့ဘူးဆိုတဲ့အနေအထားမျိုးမှာလက္ခဏာတွေကဘလို့ပြလဲဆိုတော့အင်ဂျင်နှိုးရခက်ခဲတဲ့ပြဿနာတွေကိုစတင်ပြီးတော့ကြုံတွေ့လာရမယ်။ဒါပြင်အင်ဂျင်ကပုံမှန်မဟုတ်တဲ့အတန်မျိုးတွေကိုကြားလာရမယ်။အင်ဂျင်ပါဝါကလည်းတီးတတာကိုကြလာမယ်။ idea အနေအထားမှာဆိုလို့ရှိရင်လည်းတုံခါတဲ့ပြဿနာမျိုးတွေကြုံတွေ့ရပြီးတော့မှအင်ဂျင်ချက်မီလင်းပြီးတော့ cam shaft သို့မဟုတ် crank shaft correction error ဆိုတဲ့ ပြစ်ချက်ကုတ်တွေတက်လာစီမှာဖြစ်ပါတယ်။ဒါအပြင်ကျွန်တော်တို့ဒီပေါ့နော်တိုင်ပင်ပကြိုးတွေကသတ်မှတ်ထားတဲ့ကီလိုမှာလဲတင်နေပြီဆိုလို့ရှိရင်ကားရဲ့ဒိုင်ခွက်မှာတီဘက်ဆိုတဲ့မီးလင်းလာမှာဖြစ်ပါတယ်။အဲ့တော့တစ်ချိန်တော့ဆိုလို့ရှိရင်ကျွန်တော်တိုင်ပင်ဘက်နဲ့ပတ်သက်ပြီးတော့ကြုံတွေ့ကြရတဲ့ပြဿနာလေးကိုမျှဝေရမယ်ဆိုရင်အဲ့ဒီအင်ဂျင်ကတော့အဲဒါပြောမယ်ဆိုရင်တိုတာရဲ့အင်ဂျင်တစ်လုံးပေါ့ဗျာနော်။သူကတိုင်ပင်ပကြိုးကကီလိုတစ်သိန်းမှာတီဘက်ဆိုတဲ့မီးလင်းလာပါ အဲ့ဒါကိုတီဘက်ဆိုတဲ့မီးလင်းတာကိုကားမောင်းတဲ့သူကသတိမထားမိပန်းနဲ့နောက်လျှောက်မောင်းလိုက်တာတကယ်တမ်းတော့ညင်ကောင်းနေလို့တော့ပြောရမယ်ပေါ့ဗျာနော်အဲ့ဒီကားမှာဆိုရင်တိုင်မဲ့ပဲကျိုးပြတ်ထွက်သွားတဲ့ကီလိုက2သိန်းခွဲမှပြတ်ထွက်သွားတာပါပြောမယ်ဆိုလို့ရှိရင်ကီလိုနောက်ထပ်3သိန်းကျော်တောင်မှမောင်းလိုက်တာပေါ့ဗျာနော်အဲ့လိုနေထားမှာတိုင်မဲ့ပဲကျိုးကပြတ်ထွက်သွားတယ်ပြတ်ထွက်သွားတဲ့အခါမှာအမြင်လမ်းမှာဖြစ်တယ်ပေါ့နော်ကားကလုံးဝထိုးရက်သွားတယ်ပေါ့ဗျာထိုးရက်သွားတဲ့အချိန်မှာဘာကြောင့်ဖြစ်တာလဲဆိုတာမသိသေးတဲ့အချိန်မှာနောက်လျှောက်ကိုစတက်ဆွဲလိုက်တယ်စတက်ဆွဲပြီးတော့ အဲဒါအင်ဂျင်ကိုတောက်လျှောက်နှိုးတယ်ဒါပေမဲ့အင်ဂျင်ကတော့နိုးမလာဘူးပေါ့နော်နောက်ဆုံးမှာတော့ဝက်ရှော့ကိုဖုံးဆက်ပြီးတော့ဝက်ရှော့ကသွားကြည့်တဲ့အခါမှာတိုင်ပင်ဖက်ကျိုးကပြက်ထွက်တာမှတော်တော်ကိုချင်းကြီးစူစူလုံးဝကိုအဲဒီကြွက်တိုက်လိုကိုပြစ်သွားတယ်မွားထွက်သွားတယ်ပေါ့ဗျာနော်အဲ့လောက်နေထားပြီးပြစ်သွားတယ်အဲ့ဒီအင်ဂျင်တော့ဟာဆိုလို့ရှိရင်လေပြုတ်ပြင်လိုက်ရတဲ့ဒီကုန်ကြစိတ်ကအရန်ကိုများသွားတယ်အဲ့တော့တိုင်ပင်ဖက်ကျိုးကိုတတ်မှတ်ထားတဲ့ကီလိုမှာမလဲပန်းနဲ့ ဒီတိုင်းပေပြီးတော့၃00နေတိုင်းမှာဘကြိုးပြတ်ထွက်သွားတဲ့အခါမှာနောက်ဆက်တွဲအနေနဲ့စိုးကြိုးတွေဖြစ်စီတာပါအဲ့တော့တိုင်းမင်ဘကြိုးတွေဘာဖြစ်လို့ဒါပျက်စီးနိုင်တာလဲပေါ့ဗျာเนาะပုံမှန်ဆိုလို့ရှင်တော့တိုင်းမင်ဘကြိုးတွေကတက်တန်းကြောင့်လေပျက်စီးနိုင်တယ်ဥမာပြောရမယ်ဆိုရင်တိုင်းမင်ဘကြိုးတွေကကီလိုတသိန်းပေါ့ ဒါပုံမှန်ဆိုရင်တော့ကီလိုတသိန်းပေးတယ်ကီလိုတသိန်းပြေးပြီဆိုတာနဲ့တိုင်ပင်ပကြိုးတွေကကောင်းကောင်းမကောင်းကောင်းကျွန်တော်တို့ကလဲပေးဖို့လိုအပ်ပါတယ်တိုင်ပင်ပကြိုးတွေကကီလိုတသိန်းတော့ပြေးနေပြီအဲဒါတိုင်ပင်ပကြိုးကိုစစ်လိုက်တယ်တိုင်ပင်ပကြိုးတွေကကောင်းနေသေးတယ်ဆက်သုံးမယ်ပေါ့ဗျာနော်အဲဒါဆိုရင်အခက်မသိရင်တိုင်ပင်ပကြိုးပြတ်ထွက်သွားနိုင်တယ်တချို့ကားတွေကကြတော့တီဘက်ဆိုတဲ့မီးကကားရဲ့တိုင်ခွက်မှာမပါဘူးအဲ့တော့တိုင်ပင်ပကြိုးပြတ်ထွက်သွားဖို့ ရဂိုင်နှုံးတွေကကျွန်တော်တို့တီဘက်ဆိုတဲ့မီးမလင်းတဲ့အတွက်မသိနိုင်ဘူးပေါ့ဗျာနော်ကီလိုတသိန်းတော့ကျော်နေပြီတိုင်ပင်ဘက်ကလဲရမလားမလဲလားမလဲရဘူးလားဆိုတဲ့အနေအထားမျိုးကိုဝေဝါးနေတယ်ဆိုရင်ကျွန်တော်အနေနဲ့အင်ဂျင်ရဲ့ရှေ့ချမ်းမှာတိုင်ပင်ဘက်ဂျိုးရဲ့ကာဘာရှိပါတယ်။အဲ့ဒီကာဘာလေးကိုဖြုတ်လိုက်မယ်။နှက်ကဘယ်နှလုံးမှမရှိပါဘူးနော်။၄၅၆လုံးလောက်ပဲရှိတယ်။အဲ့ဒီနှက်လေးတွေဖြုတ်လိုက်ပြီးတော့တိုင်ပင်ဘက်ဂျိုးရဲ့အနေထားကကောင်းလားမကောင်းလားဆိုတာကိုစစ်ဆေးလို့ရပါတယ်။အဲ့တော့ကျွန်တော်တို့လိုအပ်တယ်ဆိုရင်တော့ကားရဲ့ကီလိုကလည်း တသိန်းကျော်နေပြီဆိုရင်တော့တိုင်ပင်ပဲကျိုးတွေကတော့ပုံမှန်လဲလဲပေးသင့်ပါတယ်เนาะအဲအဲ့လိုမျိုးကျွန်တော်တို့ဒီတီဘက်ဆိုတဲ့မီးမပါတဲ့ကားတွေမှာကျွန်တော်တို့ကသတိမထားမိဘန်းနဲ့ကီလိုတသိန်းခွဲလောက်မောင်းမယ်နှစ်သိန်းလောက်ထိမောင်းမယ်တိုင်ပင်ပဲကျိုးပြတ်သွားပြီဆိုလို့ရှိရင်တော်တော်များများအင်ဂျင်ပေါ့ဗျာเนาะရာခိုင်နှုန်း60လောက်ကတော့အင်ဂျင်ပျက်စီးတာများပါတယ်အချိန်နဲ့မောင်းရင်ပို့ပြီးတော့စိုးတယ်ဒါကြောင့်မဲတိုင်ပင်ပဲကျိုးတွေကသူ့ရဲ့တက်တန်းကုန်သွားတယ်ကီလိုတသိန်းပေးထားတယ်ကီလိုတသိန်းပြည့်ပြီဆိုရင်တော့တိုင်ပင်ပဲကျိုးတွေကိုလဲပေးသင့်ပါတယ်နောက်တစ်ချက်ကတိုင်ပင်ပဲကျိုးတွေ က်ခံနီးမှာဘာတွေဖြစ်လာလဲဆိုတော့ကျွန်တော်ခုနပြောသလိုပဲအင်ဂျင်တုံတဲ့ပြဿနာတွေဖြစ်လာတာကသူ့ရဲ့အသွားတွေကပဲ့ထွက်သွားတာတို့ပျက်စီးသွားတာတို့နောက်တိုင်ပင်ပကျိုးရဲ့ဒီကျိုးလိုင်းမှာပကြားအက်ဒီဖြစ်လာတာတို့မျက်နှာပြင်တွေကချော်ထွက်နေတာတို့ပေါ့ဗျာနော်ဒါတွေကလည်းတိုင်ပင်ပကျိုးတွေကပျက်စီးနေတယ်ဆိုတဲ့လက္ခဏာမျိုးဖြစ်တဲ့အပြင်ကို ဒီတိုင်ပင်ဘက်ကျိုးတွေကို တင်းမီထားတဲ့ဘက်ရဲ့တန်ရှင်နာတွေမကောင်းတဲ့အခါမှာဆိုရင်လေတိုင်ပင်ဘက်ကျိုးတွေကမြ мян ဆန်ဆန်ပျက်စီးစေနိုင်ပါတယ်เนาะအဲ့တော့တိုင်ပင်ဘက်ကျိုးနဲ့ပတ်သက်ပြီးကျွန်တော်တို့ကတေချာဂယူဆိုင်ဖို့လိုအပ်ပါတယ်ဒါအပြင်တိုင်ပင်ဘက်ကျိုးတွေပျက်စီးစေနိုင်တဲ့ပြစ်ချက်တွေထဲမှာဘာလဲပါဝင်လဲဆိုတော့ အဲ့ဒီ timing ဘတ်ကျိုးတွေကို engine wire ဆိုတာတို့တခုခုပေါ့ဗျာ timing ဘတ်ကျိုးရဲ့ပုံမှာ C ပေါ့အဲ့လိုမျိုးဆိုလို့ရှိရင် timing ဘတ်ကျိုးဆိုတာ rubber ဖြစ်တယ် rubber ဖြစ်တဲ့အတွက် C တို့ရေတို့တခုခုဆိုတဲ့အခါမှာအထူးသဖြင့်ကတော့ C တွေပေါ့ဗျာနော်ဆိုတဲ့အခါမှာ timing ဘတ်ကျိုးတွေကပွာပြီးတော့ပျက်စီးနေနိုင်ပါတယ်ဒါကြောင့်ကျွန်တော်အနေနဲ့ timing ဘတ်ကျိုးတွေမပျက်စီးအောင်ဘာတွေ use ရမလဲဆိုတော့ ဒီ wine sea တွေကိုတေချာလုံအောင်ဒီချာချာလေးထိမ့်သိမ့်မှုလိုအပ်တယ်။များသောအားဖြင့်ဒီဒီ dusty ကားတွေမှာဆိုလို့ရှိရင်တော့ timing ဘတ်ဂျိုးတွေက crash နဲ့ camshaft ကိုတိုက်ရိုက်ချိတ်ဆက်တဲ့ပုံစံမျိုးဆိုပေမဲ့ဒီဇယ်ကားတွေမှာဆိုလို့ရှိရင်တော့များသောအားဖြင့် timing ဘတ်ဂျိုးတွေကဒီ injection pan နဲ့ camshaft ကိုပဲတိုက်ရိုက်ချိတ်ဆက်ကြတယ်။အဲ့တော့ injection pan နဲ့ camshaft ကိုတိုက်ရိုက်ချိတ်ဆက်တဲ့အခါမှာ injection pan ရဲ့ရှေ့မှာရှိနေတဲ့အော်ဒီ orange တွေမလုံတဲ့အခါ wine sheet တွေမလုံတဲ့အခါမှာကျွန်တော်တို့ dust တွေ စိမ့်ထွက်လာတာမျိုးတို့နောက်တစ်ချက်က engine စိမ့်ထွက်လာတာမျိုးတို့အဲ့ဒီကနေပြီးတော့နောက်ဆက်တွဲဘာဖြစ်နိုင်လဲဆိုတော့တိုင်ပင်ပကြိုးတွေသွားပြီးဆိုပြီးတော့ဓာတ်စီပဲဆိုဆို engine ပဲဆိုဆိုတိုင်ပင်ပကြိုးတွေကမြန်မြန်ဆန်ဆန်ပျက်စီးနေနိုင်ပါတယ် rubber ဆိုတာကတော့ပြောမယ်ဆိုရင်အစီတစ်မျိုးနဲ့ထိတဲ့အခါမှာပွတ်တက်လာနိုင်တယ် ဒါကြောင့်တိုင်ပင်ဘက်ကျိုးတွေကိုအစီရင်နဲ့မထီအောင်ကျွန်တော်တို့ကယူဆိုင်ပေးရမယ်။တိုင်ပင်ဘက်ကျိုးရဲ့တက်တန်းတူတာကအင်ဂျင်ဝိုင်းဆိုတာတို့ဓာတ်ဆီတွေဆိုတာတို့ဒီဇယ်တွေဆိုတာတို့ကြောင့်လေတိုင်ပင်ဘက်ကျိုးတွေရဲ့တက်တန်းတူစီနိုင်ပါတယ်။အဲ့ဒီတော့တိုင်ပင်ဘက်ကျိုးတွေပြတ်ထွက်သွားတဲ့အခါမှာဘလိုမျိုးဆိုးကျိုးတွေဖြစ်နိုင်လဲတိုင်ပင်ဘက်ကျိုးပြတ်ထွက်သွားရင်တည်ကြတဲ့အင်ဂျင်နှိုးလို့ရမှာမဟုတ်တော့ဘူးပေါ့နော်အဲ့လိုနှိုးလို့မရတဲ့အပြင်ကိုကျွန်တော်မိတ်ဆွေတို့ကိုရှင်းပြခဲ့သလိုပဲတိုင်ပင်ဘက်ကျိုးတွေပြတ်ထွက်သွားတဲ့အခါမှာဘားတွေကျိုးသွားတာတို့ကောက်သွားတာတို့ဖြစ်နိုင်တဲ့ပင်စတင်တွေ ပျက်စီးသွားတာဖြစ်နိုင်တယ်ကွန်နက်တင်းတွေကျိုးတာတွေကွန်နက်တင်းတွေကောက်တာတွေဖြစ်နိုင်တယ်ခရိုင်းတွေကောက်တာမျိုးတွေဖြစ်နိုင်တယ်အခက်မသိရင်ကျိုးနိုင်တယ်ပေါ့ဗျာနော်ကမ်ရှက်တွေကလည်းဒါပြောမယ်ဆိုလို့ရှိရင်ကျိုးတာမျိုးတွေကမ်ရှက်ရဲ့ကက်တွေကလုံးဝကိုပဲထွက်သွားတာမျိုးတွေဒီလိုပြဿနာမျိုးတွေကြုံတွေ့နေနိုင်တဲ့အတွက်အင်ဂျင်အကြီးစားစစ်ဆေးပြုပြင်ရတဲ့အဆင့် ठी အင်ဂျင်အိုဗာဟောလုပ်ရတဲ့အဆင့် ठी ဖြစ်သွားနိုင်ပါတယ်ဒါကြောင့်မဲကျွန်တော်တို့အနေနဲ့တိုင်ပင်ဘက်ကျိုးတွေမပြတ်အောင်တေချာကူးဆိုင်စီခြင်းပါတယ်အဲ့တော့ကျွန်တော်တို့တိုင်ပင်ဘက်ကျိုးနဲ့ပတ်သက်ပြီးတော့ ပုံမှန် maintenance လုပ်ဖို့အတွက်အကြံပြုခြင်းပါတယ်အဲ့ဒါကတော့ဗာလဲဆိုတော့ timing ဘက်ကျိုးတွေကိုပုံမှန်ကတော့ကီလို8000နဲ့တသိန်းချားမှာပုံမှန်စစ်ဆေးလဲလှယ်ပေးတင်ပါတယ်ခုနှစ်နဲ့ပြောမယ်ဆိုရင်တော့9နှစ်ကနေ9နှစ်ကြာတခါပုံမှန်စစ်ဆေးလဲလှယ်ပေးဖို့အတွက်မိတ်ဆွေတို့ကိုအကြံပြုပါတယ် timing ဘက်ကျိုးတွေမကောင်းရင်နောက်ဆက်တွဲကြုံတွေ့ရတာကမိတ်ဆွေတို့ကိုအထက်မှာရှင်းပြခဲ့သလိုပဲပြစ်ချက်တွေကကြီးကြီးမားမားကြုံတွေ့နေတာဖြစ်တဲ့အတွက်ဒါလေးတော့ယူဆိုင်ချင်ပါတယ်ဒါ့အပြင် timing ဘက်ကျိုးတွေလဲတဲ့အခါမှာ tensioner တွေ နောက်ဒီသူ့ရဲ့ဘောတွေပေါ့ဗျာเนาะအဲ့ဒါတွေပါကျွန်တော်တို့အနေနဲ့ဒါအကုံလုံးလေးပေးတင်ပါတယ်အဲ့ဒီမှာတန်ရှင်နာရဲ့ဘောကဂျမ်းဖြစ်တယ်ဆိုရင်လည်းဒိုင်မန်ဘက်ကျိုးမှာဒုက္ခသွားပြီးနိုင်ပါတယ်เนาะဒါကြောင့်မို့တန်ရှင်နာတွေတန်ရှင်နာဘောတွေကိုတစ်ခါလေးလေးပေးတင်ပါတယ်ဒါအပြင်ကျွန်တော်တို့သူ့မှာရှိနေတဲ့စီးတွေပေါ့ဗျာเนาะကမ်ချက်ရဲ့ဝိုင်းစီးတွေရှိမယ်ပန့်ရဲ့ဝိုင်းစီးတွေရှိမယ်အဲ့ဒါတွေမလုံဘူးဆိုလို့ရှိရင်လည်းပြဿနာတွေရှိတယ်အဲ့ဒါတွေကိုလည်းတည်ချာချာလေးလေးပေးဖို့လိုအပ်တယ်ဒါအပြင် ဒီဘက်ကျိုးရဲ့ကာဘာကလည်းကွဲအပ်နေလို့မရဘူးဘက်ကျိုးရဲ့ကာဘာကလည်းကောင်းနေဖို့လိုအပ်တယ်ဘက်ကျိုးရဲ့ကာဘာမကောင်းတဲ့အခါမှာရင်ငွေရိုက်တာတို့အပြင်းအနေဖုံနေမှုန်နေဝင်တာတို့အစာကြီးတည်ပြင်းပေါ့ဗျာဒါကြောင့်လည်းဘက်ကျိုးတွေကိုမြန်မြန်ဆန်ဆန်ပြည့်စည်နေနိုင်ပါတယ်ဒါအပြင်ကျွန်တော်တို့အနေနဲ့ထပ်ပြီးတော့ဂယူဆိုင်ရမှာကတော့အင်ဂျင်ဝိုင်းပေါ့နော် ဘလို့အကြောင်းကြောင်းပဲဖြစ်ဖြစ်ဘက်ဂျိုးတွေကိုအင်ဂျင်ဝိုင်းလုံးဝထိလို့မရဘူးအင်ဂျင်ဝိုင်းထိစေနိုင်တဲ့ဝိုင်းစီးတွေမလုံတာဆိုရင်ချက်ချင်းစစ်ဆေးပြုပြင်ပေးဖို့အတွက်မိတ်ဆွေတို့ကိုအကြံပြုပါရစေဒါကတော့တိုင်ပင်ဘက်ဂျိုးနဲ့ပတ်သက်ပြီးတော့ maintenance လုပ်ရမယ့်အပိုင်းတွေပါဒီဗီဒီယိုဖိုင်မှာကတော့ Toyota ဒီ highlight ရဲ့ပေါ့နော် 2KD FTP engine တိုင်ပင်ဘက်ဂျိုးလဲတဲ့ပုံစံလေးဖြစ်ပြီးတော့မှတိုင်ပင်မတ်တွေကိုတေချာတိုင်ပင်အမှတ်တွေပေါ့ဗျာနော်တေချာမှန်အောင်ထည့်ပေးဖို့လိုအပ်တယ်အသွားတွေကလည်းတေချာ အထဲတွေကိုဝင်ရောက်ထည့်ပြီးဖို့လိုအပ်တယ်အဲ့တော့ကျွန်တော်တို့ကမ်ချက်ရဲ့တိုင်မင်ပန့်ရဲ့တိုင်မင်တွေမှာတေချာမှန်ဖို့လိုအပ်ပါတယ်เนาะတိုင်မင်နည်းနည်းလေးလွဲသွားတာ ਨੇ ပြဿနာရှိပါတယ်တိုင်မင်တသွားလွဲရင်ကို ီကားတွေမှာတော်တော်လေးပြဿနာကြီးပါတယ်ကွန်မွန်ရေးဒီဇယ်တွေဖြစ်တဲ့အတွက်တိုင်ပင်တသွားလွဲသွားတယ်ဆိုလို့ရှိရင်အဲဒီနော်ဇယ်တွေကိုမီးပေးတဲ့ဟာတွေကဥမာ1နှစ်3မှဆိုရင်1နှစ်4နဲ့ကိုမီးပေးတယ်1နှစ်3နဲ့မပေးတာတို့1နှစ်3နဲ့ကိုပေးပြီးတော့1နှစ်4နဲ့မပေးတာတို့အဲ့လိုပြဿနာမျိုးတွေကြုံတွေ့နေနိုင်ပါတယ်ဒါကြောင့်ပဲပေါ့နော်တိုင်ပင်ကိုတေချာလေးထည့်စီခြင်းပါတယ်တိုင်ပင်လွဲရင်နောက်ဆက်တွဲဆူယူတွေကလည်းအများကြီးပဲရှိစေနိုင်တာဖြစ်ပါတယ် ဒီဗီဒီယိုဖိုင်မှာကတော့မိတ်ဆွေတို့ကို တိုင်ပင်ဘက်နဲ့ပတ်သက်ပြီးတော့တိုင်ပင်ကျိုးပြက်လို့ရှိရင်နောက်ဆက်တွဲကြုံတွေ့စေနိုင်တဲ့ဆိုးကျိုးတွေနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ကိုပူလာပြင်မျှဝေပေးကြတာဖြစ်ပါတယ်။အားပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။